给阿龙买米个啦吧。Okay, ကဲအားလုံးပဲမင်္ဂလာပါเนาะတက်ပြီးတော့စကားတွေအများကြီးမပြောချင်ဘူးနည်းနည်းလေးဘယ်လိုပြောမလဲလူပါးတွေအရန်ဝါနေတဲ့ကိစ္စပေါ့เนาะလူပါးတွေအရန်နေဝါနေတဲ့ကိစ္စခင်ဗျားတို့ဒီမှာ NUCC ကကြေညာလိုက်တဲ့ဟာကခင်ဗျားတို့တေချာလေးလေကျွန်တော်တို့ပြည်သူလူထုရရလဲနည်းနည်းလေးပြန်လေ့လာဖို့လိုတယ် နော်ပြန်လေးလာဖို့လိုတယ်နော်အခုတို့အဖွဲ့ရတဲ့အဖွဲ့တွေအကုန်လုံးပေါ့နော်ဒီ UNCC ပေါ့တို့အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီဆိုပြီးဖွဲ့ အဲဒီမှာကျွန်တော်တို့ဒီ CRP8 ကနေပြီးတော့ CRP ကနေပြီးတော့15ဦးပါတယ်ဗျာเนาะ CRP ရဲ့15ဦးပါတယ်เนาะကျန်တဲ့ဟာတွေကကျတော့လေကျွန်တော်ဒီပေါ့ဒီ27ရာစုမှာပေါ်ပေါက်လာတဲ့တပိတ်ခေါင်းဆောင်တွေတွေ့ရတယ်เนาะနောက်တစ်ခုကကျတော့ဒီကျွန်တော်တို့အဲ CSO တွေ CSO တွေပေါ့ဒီဒီ ချင်းမိုင်တို့နောင်ဘွားတို့မဲဆောက်တို့မှာရှိနေတဲ့အဲကျွန်တော်တို့ဒီတပိတ်ကော်မတီတို့ဒီ proposal တင်စားတဲ့အဖွဲ့တွေပေါ့နော်ရဲဘော် A လွင်ဆိုတာက ABDS အဖွဲ့ရနေတော့နော်ရဲဘော်ချစ်ဝင်းတို့ဒါဒီလူကြီးကကျွန်တော်သိပြီးသားလူကြီးနော်ခင်ညွန်းနဲ့စေဖားရလောက်ပြီးတော့လူပေါင်တက်ကနေပြီးတော့ တို့ပြောတဲ့သမဂါရောဘာလို့ပေါ့ဗျာတို့ပြောတဲ့သမဂါရောဘာလို့ဆိုတာလေစောက်သုံးမကြတဲ့တရောင်စားတွေကြီးပဲအဲ့မှာတို့ proposal တင်စားတဲ့ကောင်တွေအများကြီးပါတယ်နော်ဘာကသားတွေကနေပြီးတော့ NLD ကနေပြီးတော့ဗီဒါအကြောင်းစင်းတွေပါတယ်နော်2000ကွန်2000ကွန်တက်ကြွလှုပ်ရှားသူတွေပါတယ်တကယ်နိုင်ငံရေးနားလည်ပြီးတော့ပြည်သူလူထုပေါ်ကိုအခြေခံတဲ့ဘယ်နိုင်ငံရေးသမားမှစစ်စစ်မှန်မှန်မပါဘူးအဲ့တော့ကျွန်တော်ဒီ NUCC နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကန့်ကွက်တယ် ပြည်သူလူထုကိုဂျင်းထဲဖို့အတွက်သူတို့အစပြုတယ်ပြီးရင်ဂျားကာလာစီမံအုပ်ချုပ်ရေးအဖွဲ့တွေသူတို့ဖွဲ့တော့မယ်เนาะခမားတို့အဲ့မှာတေစာဇန်းတို့ရောဘာတို့ရောမိုးသွေးတို့ရောမိုးထက်နေတို့ရောဘာတို့ရောညာတို့ရောကျွန်တော်မသိတဲ့ကောင်တကောင်မှမရှိဘူးဘာစောက်တော့မှမကြဘူး proposal တင်စားမဲ့တကောင်တတ်တတ်ပဲเนาะမိုးသွေးတို့ဆိုတာဒါ proposal လိုင်းရဆင်းသွားတဲ့ကောင်တွေเนาะဤတွင်မှာလည်း proposal တင်စားတယ်ပြပအခုရောက်နေတဲ့ proposal တင်စားတယ်မြောက်ပြကြီးစံတောင်းတဲ့တထောင်စားတတ်တတ်နဲ့ဖွဲ့ထားတာ ဲ့တော့တိုင်းပြည်မှာဗမာလူမျိုးကြီးဝါရကိုသွတ်သွင်းနေတဲ့ပုံစံမျိုးတွေကျွန်တော်အနေနဲ့တွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့လုံးဝကန့်ကွက်ပါတယ်မိဘပြည်သူတွေကို Ferrer Brain နဲ့ပတ်သက်ပြီးတော့ NUCC မှာเนาะ NUCC မှာပထမတည်းကဒီကောင်တွေနှုတ်ထွက်သွားတဲ့ဟိုကနော်ဒါမယိုးသားတာနိုင်ငံရေးမယိုးသားမှုပေါ့ကျွန်တော်တို့တော်လိုင်းရေးဘာကြောက်ကြနေလဲဆိုရင်ဒါရှင်းတယ်နိုင်ငံရေးမယိုးသားမှုကြောက်တော်လိုင်းရေးကြတာကျွန်တော်ဒီမှာလူငယ်တွေနဲ့အများကြီးစကားပြောပြတယ်ချို့တော့ PDF တွေ ဲသဘောကျတဲ့လူတွေရှိတယ်နားမလည်တဲ့လူတွေရှိတယ်နားလည်အောင်ရှင်းပြတယ်တချို့ရဲဘော်တွေလာမေးကြတယ်အာဒီနေ့ဆိုကောင်းတဲ့သတင်းတစ်ခုတော့ကြားရတယ် PC မှာအပ်ထားတဲ့လက်နက်၄တောင်ကျော်တဲ့ကအခု time ကအပွဲလက်နက်ဟိုဘယ်လိုပြောမလဲလက်နက်2000နဲ့2000 300ကျော်ဟူ CRPH ကိုလွဲပေးလိုက်တယ်အဲ့ဒီလက်နက်2300ကျော်ကဘာပြန်ဖြစ်လာမလဲဆိုရင်အညာဒေတာအတွက်အခြေအနေမကောင်းတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမှာ เนาะအဲအဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့အညာဒေတာတို့အခုစလာပြီသူတို့ရဲ့ရင်းမှုတွေအဲဆိုတော့ကိုခွဲမှုတွေဒါကိုရီးယားနေစပြီးတော့ဖြစ်တာအခုဆိုရှင်ကြောက်ဆဲတို့ကန်ဒီတို့ပေါ့เนาะအဲကျွန်တော်တော်တော်လေး like ကဟိုမလွင့်ချင်ဘူးရဘာလို့ဆိုအခုတို့များလို့ဒါပေမဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှို့လို့ကျွန်တော်ဒီမဖြစ်မနေပြောဖို့လိုတယ်ဆင်ပြီးတော့ကျွန်တော်ပြောတာသူတို့အခုဖွဲ့လိုက်တဲ့နေရာမှာ ဟာ KNU ကတို့ဟာကရနီတို့ဟာအတိုင်းပင်ခံကောင်စီဘယ်ရညာကပေါ့သူတို့လူနဲ့သူတို့ CSO CPU တွေကိုဆွဲခန့်လာတယ်ဆွဲခန့်ပြီးတော့သူတို့လိုချင်